အခုကျွန်တော်ဖတ်ပြမှာကဘောရီပက္ခိယတရားကို လေ့လာ သုံးသပ်ခြင်းအပိုင်း1ဖြစ်ပါတယ်ဘောရီလို့ခေါ်တဲ့မဉ္ဇဉ်ကိုအထောက်အကူပြုတဲ့မဉ္ဇဉ်ရဲ့အသင်ပင်ဖြစ်တဲ့ဒီတဘာဝတရားတွေမိမိတို့ရဲ့တန်တံမှာဖြစ်ပေါ်တိုးတက်လာအောင်ကျင့်ဆောင်အားထုတ်ခြင်းဖြင့်မဉ္ဇဉ်ဆိုတာရရှိလာမှာဖြစ်ပါတယ်မဉ္ဇဉ်ရဲ့ဆွမ်းဆောင်မှုဟာအလွန်ကြီးမားတယ်စိတ်ရဲ့အငြိအကြေးတွေကိုဖယ်ရှားပစ်ပြီး နိဗ္ဗာန်ကိုရှာပေးနိုင်တယ်။ဒီနေရာမှာမဂ္ဂရဲ့အဓိပ္ပာယ်ကိုမှတ်ရမယ်။ကိလေသာမာရန်တောနိဗ္ဗာန်ကိစ္စတိတိမဂ္ဂောကိလေသာကိုဖယ်ရှား၍နိဗ္ဗာန်သို့ဆက်ရောက်စေတယ်။မဂ္ဂကိုအင်္ဂလိပ်လို path လို့ဘာသာပြန်ကြတယ်။အနိတာရာဘိုင်းကိုကြည့်ရင်မဂ္ဂဆိုတဲ့စကားလုံးဟာအဓိပ္ပာယ်လေးနက်တယ်။မဆိုတာအဓိပ္ပာယ်တစ်ခု၊ဂဆိုတာအဓိပ္ပာယ်တစ်ခု။ပါဠိမှာမဆိုတဲ့စကားလုံးရဲ့အဆုံးသတ်ဟာပျောက်နေပြီး တက္ကတာဘာသာမှာမရဲ့အဆုံးသက်စကလုံးရာောက်အသက်ဆိုတာရှိတယ်မက်လို့မက်တက်မက်ဆိုတာဖြက်စီးတယ်လို့အဓိပ္ပာယ်ရတယ်ဂါဆိုတာတွားရောက်တယ်လို့အဓိပ္ပာယ်ရတယ်မက်ကဟာဆွမ်းဆောင်ချက်နှစ်မျိုးရှိတယ်တစ်ဖက်ကကိလေသာစိတ်ရဲ့အပူပန်းတွေကိုဖြက်စီးပစ်တယ်တစ်ဖက်ကနိဗ္ဗာန်ကိုပို့ဆောင်ပေးတယ်ဒီအလုံးနှစ်ခုကိုလှုပ်တယ်အလုံးနှစ်ခုကိုလှုပ်နိုင်တဲ့မက်ကဟာအရိယမက်ကမြင့်မြတ်တဲ့မက်ကဖြစ်တယ် အလွန်မြင့်မြတ်တဲ့မဂ္ဂဖြစ်လို့ဒီမဂ္ဂကိုမဂ္ဂင်၈ပါးနဲ့ဖွဲ့စည်းထားတယ်။တမာဒိဋ္ဌိတမာသင်္ကပ္ပတမာဝါစာတမာကမ္မနတမာအာဇီဝတမာအဝါယမတမာတတိတမာတမာရိဒီရှင်မျိုးဟာစုပေါင်းပြီးတခုရဲကဲ့သို့တညီတညွတ်ထဲဆွမ်းဆောင်လိုက်ပြီးဆိုရင်အလုံးနှစ်ခုကိုတပြိုင်နက်လုတ်တယ်ဒီလိုပြောတာအလုံးနှစ်ခုဆိုတာကိလေသာကိုပယ်တဲ့ခြင်းအလုံးနဲ့နိဗ္ဗာန်ကိုပို့ပေးခြင်းအလုံး အလုံးနှစ်မျိုးကိုတပြိုင်တည်းဆောင်ရွက်လို့မဂ္ဂလို့ခေါ်တယ်။ဒီမဂ္ဂကိုအတိညာဏ်ကဥဆောင်တယ်။တမာဒိဋ္ဌိဆိုတာဉာဏ်ပဲပေါ့။အဲ့ဒီဉာဏ်ရဲ့အထောက်အကူဖြစ်တဲ့တရားတွေကတမာသင်္ကပ၊ကြံတွေးမှု၊တမာဝါစာ၊တမာကမ္မန္တ၊တမာအာဇီဝဆိုတဲ့ကိုကျင်ပိုင်းဆိုင်ရာတရားတွေ။ရှောင်ကျင်တဲ့အကုသိုလ်တွေကိုရှောင်ကျင်မှုတွေ။တမာဝါယမမှန်မှန်ကန်ကန်ကြိုးစားအထောက်မှု၊တမာတတိမှန်မှန်ကန်ကန်အမှတ်ရမှုနဲ့တမာတမာတိမှန်ကန်စွာ စိတ်တည်ငြိမ်မှုဒီခုနှစ်ခုပေါင်းဆက်ထားတဲ့တရားတွေကတမာဒိဋ္ဌိဆိုတဲ့အရိယမဂ်ဉာဏ်ကိုအထောက်အကူပြုတယ်။ဘောဓိပက္ခိယတရားမှာအစုခုနှစ်စုရှိတယ်။နံပါတ်1အစုကတတိပဌာနာအစုနံပါတ်2ကတမ္ပပဌာနာအစုနံပါတ်3ကအဋ္ဌိပါဒအစုနံပါတ်4ကအိန္ဒြိယအစုနံပါတ်5ကဗလအစုနံပါတ်6ကဘောဇင်ကအစုနဲ့နံပါတ်9ကမဂ်ဉာဏ်ကအစုလို့ အစုခုနှစ်စုခွဲကြပြတယ်။အဲ့ဒီအစုခုနှစ်စုဆိုတဲ့နေရာမှာစွမ်းဆောင်မှုတွေထူးခြားလို့ဒီအမည်နာမတွေပေးထားတာ။သတိပဋ္ဌာနာအဖွဲ့သတိပဋ္ဌာနာလို့ဆိုတာသတိတရားတစ်မျိုးတည်းကို၄မျိုးခွဲပြီးပြောတယ်။မှန်ကန်စွာအမှတ်ရခြင်းဆိုရက်တမာသတိကိုအာယုံ၄မျိုးရှိသောကြောင့်သတိပဋ္ဌာန်၄ပါးလို့ဆိုတာဖြစ်တယ်။နောက်တစ်ခါအဲ့ဒီသတိဆိုတဲ့တရားဟာအမှတ်ရသည့်ကိစ္စမှာကြီးစိုးလွှမ်းမိုးတတ်လို့အိန္ဒြိယလို့ခေါ်တယ်။ဆိုရင်တတ္တိတွေအပြည့်အဝရှိလို့ မိလျော်ခြင်းကိုတွန်းလှန်နိုင်တယ်မိလျော်ခြင်းဆိုရက်ပမာဒတရားကသူ့ကိုလှုပ်ရှားရင်းရအောင်မလုပ်နိုင်လို့ဗလလို့ခေါ်တယ်တတိဟာအတိညာရဖို့ရအတွက်အရေးပါတဲ့အင်္ဂါဖြစ်လို့ဘောဇင်ကလို့လည်းခေါ်တယ်လူရဲ့ခန္ဓာကိုယ်မှာအင်္ဂါရတွေရှိတယ်ကြည့်တဲ့အခါမှာမျက်စိရဲ့ဆွမ်းဆောင်မှုကထင်ရှားတယ်နားထောင်တဲ့အခါမှာနားရဲ့ဆွမ်းဆောင်မှုကထင်ရှားတယ်အနံ့ခံတဲ့အခါမှာနှာခေါင်းရဲ့ဆွမ်းဆောင်မှုအရသာရက်တဲ့အခါမှာရှာရဲ့ဆွမ်းဆောင်မှုအထီးအတွင်းနဲ့ပတ်သက်လာရင် ခန္ဓာကိုယ်ရဲ့ဆွမ်းဆောင်မှုကျန်စီတွေးတော့စိတ်ကူးမှုနဲ့ပတ်သက်လာလို့ရှင်မာနရဲ့ဆွမ်းဆောင်မှုဆိုတော့ဆွမ်းဆောင်မှုတွေကသူ့ဟာနဲ့သူအပြည့်အဝရှိတယ်။အဲ့တော့သူ့နေရာနဲ့သူဆွမ်းအားတွေပါပြည့်ကြတယ်။တတိယတာဝန်ကအာယုံပေါ်စိတ်အမြဲတမ်းကပ်နေအောင်လုပ်ပေးတာ။အာယုံပေါ်မှာစိတ်ရောက်နေအောင်အာယုံကိုရယူပေးတာတတိယအလုပ်ဖြစ်တယ်။ဒါကြောင့်မို့အာရမဏပရိဂါဟိကအာယုံကိုယူပေးတဲ့တရား အမှတ်ရတယ်ဆိုတာအာယုံကိုစိတ်နဲ့တွေးဆပေးနေတာပဲအာယုံယူပေးနေတာတတိယအလုပ်ပဲတတိယယူမပေးလို့ရှိရင်အတိညာကမသိနိုင်ဘူးဒါကြောင့်နာဟိတတိဝိဝိရဟိတာပညာနာမအထီးတဲ့စာပေကျမ်းငယ်တွေမှာပြောတာတတိဝိရဟိတာတတိမပါတဲ့တတိကင်းတဲ့ပညာနာမပညာဆိုတာနာအထီးမရှိဘူးတဲ့တတိကရယူပေးတဲ့အာယုံကိုမှပညာကအတိရတာ အကယ်၍တတိကအာယုံကိုယူမပေးဘူးဆိုရင်ပညာကအာယုံကိုသိနိုင်စွာမရှိဘူးဥပမာစာအုပ်တောက်ကိုဖတ်ချင်တယ်ဆိုရင်မျက်စိကစာအုပ်ကိုမဖွင့်နိုင်ဘူးလက်ကဖွင့်ပေးရတယ်မျက်စိကစာကြည့်အောင်မကြည့်နိုင်တာလက်ကဖွင့်ပေးတာကိုမျက်စိကကြည့်တယ်ဒါနှစ်ခုပေါင်းဆက်ပြီးလုပ်တဲ့သဘောပဲအဲ့ဒီအတိုင်းပဲတတိကအာယုံကိုရယူပေးတယ်ပညာကအာယုံရဲ့သဘောကိုသိတယ်တတိကအာယုံကိုရယူမပေးဘူးဆိုရင်ပညာကသိနိုင်စွာမရှိဘူးတဘာဝတရားတွေဟာသူ့လုံငန်းသူလုပ်တယ်အဲ့ဒီလိုလုပ်တဲ့အခါမှာတတိဟာ အသိဉာဏ်အတွက်များစွာအထောက်အကူဖြစ်လို့တတိကိုဘောဇင်ကဆိုတဲ့အစုထဲမှာထည့်ထားတာအသိဉာဏ်ရဲ့အထောက်အကူဖြစ်တဲ့နောက်တစ်ခုကိလေသာတွေကိုပယ်တတ်ပြီးနိဗ္ဗာန်ကိုသွားတဲ့မဂ်ကင်ကမှလည်းတတိပါတယ်တတိရဲ့ဆွမ်းဆောင်မှုဟာကိလေသာတွေကိုပယ်တတ်ပြီးနိဗ္ဗာန်ကို အရောက်ပို့ဆောင်ပေးတာဒါကြောင့်တတိကိုမဂ်ကင်ကလို့လည်းခေါ်တယ်တတိပဋ္ဌာနာအထိပ်ပဲပါဠိဘာသာတတိပဋ္ဌာနာပြပြပြင်းပြဖတ်လို့ရှင် သတိပဋ္ဌာနလို့ဖတ်ရတယ်။သတိပဋ္ဌာနကိုမြန်မာလိုဘာသာမပြောင်းမဲ့သတိပဋ္ဌာန်လို့ခေါ်နေကြတာ။အဲ့ဒီသတိပဋ္ဌာနဆိုတာဘာကိုပြောတာလဲ။သတိနဲ့ပဋ္ဌာန။သတိဆိုတာအာယုံကိုရယူပေးခြင်း၊အာယုံကိုအမှတ်ရနေခြင်း၊အာယုံကို အောင်းမေခြင်း။ပဋ္ဌာနဆိုတာအဲ့ဒီအာယုံမှာစိတ်ကိုတည်ရှိနေအောင်ဆွမ်းဆောင်ပေးခြင်း။စိတ်ကိုအာယုံမှာတည်နေအောင်သတိကပဲဆွမ်းဆောင်ပေးတာ။သတိပဋ္ဌာနဆိုတဲ့စကားလုံးဟာသတိရေဝပဋ္ဌာနံ။ သတိပဋ္ဌာနာသတိဒီတာလျင် အာယုံကိုရယူပြီးတယ်အာယုံတဲသို့ပြေးဝင်ပြီးဖြစ်တယ်ဒါကြောင့်သတိကိုပဲပဋ္ဌာနာလို့ခေါ်လိုက်တာစကားလုံးနှလုံးပေါင်းဆက်လိုက်တဲ့အခါမှာသတိဒီတာလျင်ပဋ္ဌာနာဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့ဒီတော့သတိပဋ္ဌာနာလို့စကားလုံးနှလုံးသုံးပေမဲ့လို့သတိကိုပဲပြောတာလို့မှတ်ရပါအာယုံမှာဆွဲဆွဲမြဲမြဲတည်ရှိသွားတဲ့သတိကိုပဲသတိပဋ္ဌာနာလို့ခေါ်တာအာယုံထဲမှာဆွဲဆွဲမြဲမြဲတည်တဲ့သတိ ဥပတ္တိတာတတိသမုဋ္ဌာအသမုဋ္ဌာထိုထိုပါဠိတော်တွေမှာအာယုံမှာဆွဲကက်တည်နေတဲ့တတိမမေဘူးဆိုတာစိတ်နဲ့အာယုံနဲ့ဆုံနေတာကိုပြောတာပဲမေ့သွားတယ်ဆိုတာကင်းကွာသွားတာပြောတာစိတ်နဲ့အာယုံကင်းကွာမသွားအောင်တတိကထိမ့်ပြီးတာဒါကြောင့်ဥပတ္တိတာတတိအသမုဋ္ဌာတတိတတိဟာ ဥပ္ပတိတာအာယုံပေါ်မှာကပ်ပြီးတော့ဒီနေတယ်အတ္တမုဋ္ဌာထိုအာယုံဟာစိတ်แท้ကနေပျောက်ွယ်မသွားဘူးမိတယ်ဆိုတာစိတ်แท้မှာအာယုံပျောက်သွားတာကိုပြောတာလောကမှာမိနေတယ်ဆိုတဲ့ဟာစိတ်แท้မှာပေါ်မလာတာကိုပြောတာပဲလေလောက်เสียကိစ္စရှိရင်လဲဟာမိနေလိုက်တာမနဲ့ကလေးကသတိမရဘူးဝင်လာတယ်ဆိုစိတ်แท้အာယုံပြောင်းရောက်လာတဲ့သဘောပေါ့အဲဒါကြောင့်သတိဥပ္ပတိတာလို့အဓိပ္ပာယ်ရတဲ့သတိပဋ္ဌာနစကားလုံးကိုသုံးတာ တတိနဲ့ပဋ္ဌာနာဟာအတိပဲအတူတူပဲဒီလိုမှတ်ရတယ်တတိအရာလဲတတိအရာကလည်းတတိပဲပဋ္ဌာနာအရာကလည်းတတိပဲအမှတ်ရတဲ့တတိဒီတာလင်းအာယုံပေါ်မှာဆွဲမြဲစွာတရှိနေသောတတိလို့ဆိုလိုတယ်ဒါကြောင့်အာယုံပေါ်၌ဆွဲမြဲစွာတရှိနေသောတတိတရားကိုတတိပဋ္ဌာန်လို့ခေါ်တယ်ဒါကစာပေကျမ်းဂန်တွေမှာဒီလိုဖွင့်တာတတိပဋ္ဌာန်ဆိုတဲ့စကားလုံးနဲ့ပတ်သက်ပြီးတော့၃ခုထဲမှာအရေးကြီးတာနှစ်ခုကိုပြောမယ်တတိပဋ္ဌာနာလို့ဆိုတဲ့အခါ ဝါကျမှာပါဝင်တဲ့စကားရများကိုအကြောင်းပြုပြီးသတိပဋ္ဌာနရဲ့အဓိပ္ပာယ်ကိုမှတ်သားရမယ်၁သတိပဋ္ဌာနဆိုတာဆွေးမြဲစွာတည်ရှိနေတဲ့သတိစကားလုံးနှလုံးမှတရားတစ်ခုတည်းပဲအာယုံပေါ်မှာဆွေးမြဲစွာတည်ရှိနေသောသတိဒါကအဓိပ္ပာယ်တစ်ခု၂သတိပဋ္ဌာနဆိုတာသတိရဲ့အာယုံသတိရဲ့တည်ရှိရာအာယုံဒါကတတိယသတိယပဋ္ဌာနံသတိပဋ္ဌာနံသတိဟာဘယ်မှာတည်နေတုံးဆိုရင် ာယဝေဒနာစိတ်ကြဓမ္မလို့ဆိုရဲအာယုံ၄မျိုးပေါ်မှာတည်ရှိနေတယ်။တတိယတည်ရှိရာအာယုံတတိဂောဇရကိုလည်းတတိပဋ္ဌံလို့ခေါ်သေးတယ်။အာယုံကိုလည်းတတိပဋ္ဌံလို့ခေါ်တယ်။တတိတသက်ကိုလည်းတတိပဋ္ဌံလို့ခေါ်တယ်။အဲ့ဒါဘယ်ပါဠိမှာဘလို့မှတ်ရမလဲဆိုလို့ရှိရင်မဟာတတိပဋ္ဌာနာတုတ်မှာတတိတတိပဋ္ဌာနာဆိုတာတတိကိုပဲပြောတာအာယုံကိုမပြောဘူး။စတုံနံတတိပဋ္ဌာနံသမုဒ္ဒယင်စ အထင်ဂမင်စပဇာနာတိသတိပဋ္ဌာန်တရား၄ပါးတို့ရဲ့ဖြစ်မှုပြတ်မှုကိုသိတယ်ဒီစကားရဲ့မှာသတိပဋ္ဌာနာဆိုတာသတိရဲ့အာယုလို့ဆိုလိုတယ်စတ္တရောသတိပဋ္ဌာနာဘာဝိတာဘဟုလီကတာတတ္တဘောဇင်ကေပရိပုရိတိသတိပဋ္ဌာန်၄ပါးကိုပွားများအားထုတ်လိုက်လို့ရှိရင်ဘောဇင်ခုနှစ်ပါးဟာပြည့်သွားတယ်ဒီစကားရဲ့ပါသတိပဋ္ဌာနာဆိုတာသတိကိုပြောတာ တတိတရားပြီးတော့တတိထားပြီးတော့ပွားများရင်ကျန်တဲ့ဘောဇဉ်တရားတွေလည်းဖြစ်လာနိုင်တယ်။မဟာတတိပဋ္ဌာနတုတ်မှာဧကယယနောအယံဘိခဝေမကောတတ္ထာနံဝိတုဒ္ဓိယတောကပရိဒီဝါနံတမတိတ်ကေမာယစတဲ့ပါဠိမှာလည်းယတ္တိတံစတ္တာရောတတိပဋ္ဌာနလို့တတိပဋ္ဌာနဆိုတဲ့စကားလုံးကိုသုံးတယ်။အဲ့ဒီမှာလည်းပဲတတိပဋ္ဌာနဆိုတာတတိကိုပဲပြောတယ် သတိရဲ့အာယုံကိုမပြောဘူး။ဘာဖြစ်လို့တော့ဆိုရင်သတိရဲ့အာယုံဆိုတာကာယဝေဒနာစိတ်ဓာတ်အဲ့ဒီအာယုံဒီသဒ္ဒဝါတွေကိုဖြူစင်စေနိုင်တာမဟုတ်ဘူး။သဒ္ဒဝါတွေကိုတောကပရိဒေဝကလွန်မြောက်စေတာမဟုတ်ဘူး။ဒုက္ခဒေါမနတတွေကိုခြုံငိမ့်စေနိုင်တာမဟုတ်ဘူး။သတိကသာခြုံငိမ့်စေနိုင်တာအာယုံကခြုံငိမ့်စေနိုင်တာမဟုတ်ဘူး။ဒါကြောင့်မို့အဲ့ဒီနေရာမှာသတိကိုပဲယူပါမှာ။သတိကိုပဲယူရတာဖြစ်သောကြောင့်အင်္ဂလိပ်လိုပြန်တဲ့စာအုပ်တွေထဲမှာ Four Foundation of mindfulness လို့ပြန်လိုက်လို့ရှိရင်တတိမရတော့ပဲ foundation လို့ခေါ်တဲ့အာယုံတွေကြီးပဲရမှာအဲ့ဒီအာယုံတွေကြီးပဲရတဲ့ဖြင့်အဲ့ဒီအာယုံတွေကတောကပရိဒီဝါတွေကိုကျော်လွှားနိုင်တယ်ဆိုရဲမှားယွင်းတဲ့အထိပ္ပယ်ဖြစ်သွားတယ်ဆိုလိုတာကအဲ့ဒီမှာ foundation of mindfulness လို့မပြန်သင့်ဘူး mindfulness will establish in four foundation လို့ပဲပြန်ရမှာ foundation ပေါ်မှာ where establish လုတ်ထားတဲ့ကောင်းကောင်းမွန်မွန်တည်ဆောက်ထားတဲ့တတိတရားအာယုံ၄ပါးပေါ်မှာကပ်ပြီးတည်ရှိနေတဲ့တတိတရားလို့ဆိုလိုတယ် ကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့အာယုံ၄မျိုးပေါ်မှာတည်ရှိနေတဲ့သတိတရားတွေဒရဝါတွေကိုစင်ကြယ်စေနိုင်တယ်။သောကပရိဒေဝတွေကိုလွန်မြောက်နိုင်တယ်။ဒုက္ခဒေါမနတွေကိုချုပ်ပြောက်သွားစေနိုင်တယ်။ညာရလို့ဆိုတဲ့နိဗ္ဗာန်လမ်းကြောင်းကိုတွေးရှိစေနိုင်တယ်။နိဗ္ဗာန်ကိုမျက်မှောက်ပြုစေနိုင်တယ်။ဒါကြောင့်သတိပဋ္ဌာနာဆိုတာသတိကိုပြောတာ။အဲ့ဒီသတိကိုဘာလို့သတိပဋ္ဌာဘာလို့ပဋ္ဌာနာလို့ခေါ်တာတုံးဆိုရင်အာယုံပေါ်မှာဆွဆွမြဲမြဲတည်ရှိလို့ဘယ်အာယုံပေါ်မှာဆွဆွမြဲမြဲတည်ရှိတုံးဆိုရင် ကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့အာယုံ၄မျိုးပေါ်မှာဆွဆွမြဲမြဲတည်တဲ့တတိလို့ပြောတာအဲ့ဒီတည်ရှိအောင်လေ့ကျင့်ပေးကြရတာအဲ့ဒီဘောတည်ရှိအောင်လေ့ကျင့်ပေးကြရတာဒီအာယုံနဲ့တတိဟာအမြဲတမ်းတွဲမိသွားအောင်လေ့ကျင့်ရတယ်တတိနဲ့မတွဲမိလို့ရှင်ကာယရဲ့သဘာဝကိုပညာကသိမှာမဟုတ်ဘူးတတိနဲ့မတွဲမိလို့ရှင်ဝေဒနာရဲ့သဘာဝကိုပညာကမသိဘူးတတိနဲ့မတွဲမိလို့ရှင်စိတ်ရဲ့သဘာဝကိုပညာကမသိဘူးတတိနဲ့မတွဲမိလို့ရှင်ဓမ္မရဲ့သဘာဝတွေကိုလည်းပညာကမသိဘူးတဲ့ ဒါကြောင့်မို့လို့သတိနဲ့တွဲမိအောင်လေ့ကျင့်ပေးတာဒါကိုသတိပဋ္ဌာန်တရားအားထုတ်တယ်လို့ပြောတာပဲ Lady ဆရာတော်ရှင်းပြပုံသတိပဋ္ဌာနာဆိုတာနဲ့ပတ်သက်လို့ Lady ဆရာတော်ကြီးကဖွင့်ဆိုရှင်းပြတယ်အထကရာအဖွင့်နဲ့မတူတဲ့ရှင်းပြချက်ဖြစ်တယ်သတိပဋ္ဌာနာမှာပဋ္ဌာနာဆိုတာဆိုတဲ့စကားလုံးကိုအဓိကပဋ္ဌာနာဆိုတဲ့အဓိပ္ပာယ်ယူပြီးသတိဟာအကြီးမှုဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုယူတယ်အကြီးမှုဖြစ်ပြီးအာယုံကိုအမှတ်ရတဲ့သတိဒီသတိပဋ္ဌာနာ လက်ရီဆရာတော်ကြီးဆိုလိုတာကတဘာဝတရားတွေဖြစ်တဲ့အခါမှာတတိတခုတည်းဖြစ်တာမှမဟုတ်တာတတိဟာကမ္မထံအာထုတ်နေတယ်ဆိုလို့ရှိရင်ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာမဟာကုသိုလ်စိတ်၈ခုနဲ့ရှင်ပြီးဖြစ်တယ်အဲ့ဒီမဟာကုသိုလ်စိတ်၈ခုမှာတတိနဲ့ရှင်ဖို့ရှင်ဘက်တရားတွေပါတယ်တတိတခုတည်းမဟုတ်ဘူးသို့တော်ဒီတတိဟာအာယုံကိုရယူပေးတဲ့နေရာမှာသူကအဓိကပဋ္ဌာန်းာကြတယ်ဒါကြောင့်မို့ရှင်ဖို့ရှင်ဘက်တရားတွေထဲမှာတတိကအဓိကပဋ္ဌာန်းာဖြစ်တယ်အဲ့ဒီဒီအိဒိဘယ်လို့ရှင်းပြတယ်တတိဟာ တမယုတ်တရားတွေရဲ့ဦးစီးဦးကိုင်ခေါင်းဆောင်ဖြစ်ပြီးတော့တမယုတ်တရားတွေရဲ့ဦးစီးရှေ့ဆောင်အနေနဲ့အာယုံကိုရယူပေးတယ်လို့ဒီလိုပြောတယ်။ဘာဖြစ်လို့တုံးဆိုရင်တဘာဝတရားတွေဟာသူ့အတူဆိုင်ယာဖန်ရှင်တွေရှိပေမဲ့လို့အင်အားကြီးတဲ့တစ်ခုကခေါင်းဆောင်ရင်နောက်ကအကုန်လိုက်ရတယ်။ဥပမာမယ်ဝေဒနာဆိုတဲ့တရားကအာယုံရဲ့အရာတာကိုခံစားပြီးဆိုလို့ရှိရင်ဝေဒနာနဲ့ရှင်ပေါ်ရှင်ဘက်တွေအားလုံးကလည်းခံစားကြတာပဲ။ဝေဒနာကတည်းကခံစားပြီးကျန်တာတွေကမခံစားဘူးဆိုလို့ရှိရင်ကိုယ်ယူကာယတွေဖြစ်ကုန်မှာပေါ့။ ခံစားရတဲ့ဆိုရယ်ဆောင်ရွက်မှုကိုလုပ်ကြပြီဆိုရင် အားလုံးဟာခံစားရတယ်။သိပြီဆိုတဲ့အလုပ်ကိုလုပ်ရင်အားလုံးဟာသိကြတယ်။ပညာကဥဆောင်သွားတဲ့အခါမှာအားလုံးဟာပညာနောက်လိုက်သိကြတယ်။သို့တော်ဂျန်နာတွေကပညာလောက်မဆွမ်းဆောင်နိုင်ကြဘူး။အမှတ်ရတဲ့ကိစ္စမှာဆိုရင်တတိကဥဆောင်တယ်။ဆိုလိုတာကတခုခုကိုဆောင်ရွက်ပြီဆိုရင်သဘာဝတရားတွေဟာအားလုံးစုပြီးဆောင်ရွက်လေရှိတယ်။ဒါကြောင့်မို့လေဒီဆရာတော်ကြီးပြောတဲ့အတိတ်ပဲဟာတံပိယုတ်တရားတွေမှာဦးစီးခေါင်းဆောင်လုပ်ပြီးကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့အပေါ်မှာ ဆွေးမြဲစွာတည်ရှိတဲ့သတိဖြစ်လို့သတိပဋ္ဌာန်လို့ခေါ်တာ။လေဒီဆရာတော်ကြီးကအဓိပ္ပာယ်တစ်မျိုးထပ်ပေးသေးတယ်။အာယုန်တွေပေါ်မှာရှောက်သွားနေတဲ့အနေအထားမျိုးမဟုတ်ပဲမိမိဥတည်ထားတဲ့ကာယဝေဒနာစိတ်ဓာတ်ဓမ္မဆိုတဲ့အာယုန်၄မျိုးတွေကတစ်မျိုးမျိုးပေါ်မှာတည်ရှိတဲ့သတိသတ်မှတ်ထားတဲ့အာယုန်ပေါ်မှာဆွေးမြဲစွာတည်ရှိတဲ့သတိဖြစ်လို့သတိပဋ္ဌာန်လို့ခေါ်တာ။အာယုန်က၄မျိုးကွဲပြားသွားသည့်အတွက်ကြောင့်သတိပဋ္ဌာန်တရားကိုလည်းပဲ၄မျိုးခွဲပြီးဟောတာ။ကာယဆိုတဲ့အာယုန်ပေါ်မှာတည်တဲ့သတိကိုကာယ ानु ပဒနာသတိပဋ္ဌာန်လို့ခေါ်တယ်။ ဝေဒနာဆိုတဲ့အာယုံပေါ်မှာတည်ရှိတဲ့သတိကိုဝေဒနာနုပ္ပတနာသတိပဋ္ဌာနလို့ခေါ်တယ်။စိတ်ဓာဆိုတဲ့အာယုံပေါ်မှာတည်ရှိတဲ့သတိကိုစိတ်ဓာနုပ္ပတနာသတိပဋ္ဌာနလို့ခေါ်တယ်။ကျန်တဲ့ဓမ္မအာယုံပေါ်မှာတည်ရှိတဲ့သတိကိုဓမ္မနုပ္ပတနာသတိပဋ္ဌာန်လို့ဒီလိုခေါ်တယ်။ဒီတော့ဆွမ်းဆောင်မှုတွေကတစ်ခုနဲ့တစ်ခုမတူကြဘူး။မတူဘူးဆိုတာဟာဝိပဿနာဉာဏ်အစစ်မှာမတူတာကိုပြောတာ။ဝိပဿနာဉာဏ်အစစ်မှာကာယဆိုတာကိုရှုနေတဲ့အချိန်မှာဝေဒနာကိုမရှုနိုင်ဘူး။စိတ်ဓာကိုမရှုနိုင်ဘူး။ဓမ္မကိုမရှုနိုင်ဘူး။ ဝေဒနာကိုရှုနေတဲ့အချိန်မှာကာယစိတ်ဓမ္မတွေကိုမရှုဘူးစိတ်ဓာတ်ကိုရှုနေတဲ့အချိန်မှာကာယဝေဒနာဓမ္မကိုမရှုဘူးဓမ္မကိုရှုနေတဲ့အချိန်မှာဉာဏ်နဲ့သုံးခုမရှုဘူးလို့ဒီလိုသူ့အာယုံနဲ့သူတစ်ခုစီတစ်ခုစီသာဖြစ်နိုင်တယ်အတိအသေးသောအာယုံမှာအခိုက်အတန့်တစ်ခုစီတစ်ခုစီပဲဖြစ်တယ်သို့သောအင်အားကြီးမားတဲ့မတ်စိတ်အခိုက်အတန့်မှာတော့ကာယဝေဒနာစိတ်ဓာတ်ဓမ္မတွေကိုရှုခြင်းကိစ္စဟာတပြိုင်နက်ပြီးသွားတယ်မတ်စိတ်ကြတော့နိဗ္ဗာန်ရောက်လိုက်တာနဲ့တပြိုင်နက်ဒီအာယုံလေးမျိုးဟာတခါတည်းခြုံငုံပြီးသားဖြစ်သွားတယ် အဲ့ဒီတတိကနိဗ္ဗာန်ကိုအာရုံပြုတာသို့တော်လဲကာယကိုရှုမှုဝေဒနာကိုရှုမှုစိတ်ဓာတ်ကိုရှုမှုဓမ္မကိုရှုမှုဆိုတာအားလုံးဟာခြုံငုံပြီးတော့အဆုံးသတ်သွားလို့တတိပဌာန်းတရား၄ပါးလုံးဟာမက်ဆေ့ခဏမှာတပေါင်းတည်းဖြစ်တယ်လို့ပြောတာတတိပဌာန်းကိုကာယနုပ္ပတနာတတိပဌာန်းဝေဒနာနုပ္ပတနာတတိပဌာန်းစိတ်ဓာတ်နုပ္ပတနာတတိပဌာန်းဓမ္မနုပ္ပတနာတတိပဌာန်းဒီလေးမျိုးတည်းနဲ့ကောင်းအောင်မြတ်စွာဘုရားကဟောလိုက်တာကျန်တာတွေကိုဓမ္မနဲ့အကုန်ထည့်လိုက်တယ် တတိနဲ့ပတ်သက်ပြီးလိုအပ်ချက်ဟာတတိပဋ္ဌာန်တရား၄ပါးဖြစ်တယ်။တရားကျမ်းအရတတိပဋ္ဌာန်ပုတ်ဟာ နပုတ်လိန်ဖြစ်ပေမဲ့ဓမ္မကူမျှော်ရှုပြီးစက်တာရောတတိပဋ္ဌာန်လို့ပုတ်လိန်နဲ့ထားတာဖြစ်တယ်။တတိပဋ္ဌာန်၄ပါးရည်တွယ်တဲ့အခါမှာတတိပဋ္ဌာန်လို့နပုတ်လိန်နဲ့ပြတယ်။ကာယ ानु ပတ္တနာစာသော ပုံများမှာဝိပင်ကပါဠိမှာအနုပတ္တနာအယပညာလို့ဆိုပါတယ်။ နောက်ကသတိပဋ္ဌာန်နဲ့နောက်ကသတိပဋ္ဌာန်ပုံနဲ့တွဲတဲ့အခါမှာကာယ ानु ဘတနာယပညာယသမယုတ်တံသတိပဋ္ဌာန်လို့ဆိုရမှာဖြစ်တယ်။သို့တော့ဒီကာကျော်ချက်ဒီကာကျော်ချမ်းမှာအနုပတနာအယဓာတ်ရိုက်သတိယူပြီးဖွင့်ဆိုတာတွေတွေ့ရတယ်။သတိပြုစီရပါ။သတိပဋ္ဌာန်တရား၄မျိုးဟောရခြင်း တတိပဋ္ဌာန်တရားကိုဘာဖြစ်လို့၄မျိုးဟောလဲ။ဘာကြောင့်၄မျိုးထက်ပိုပြီးတော့မဟောတာလဲ။ဘာကြောင့်၄မျိုးအောက်လျှော့ပြီးမဟောတာလဲလို့ဆိုလို့ရှိရင်ဝိနေယဟိတသရဝရရဲ့အကျိုးစီးပွားဖြစ်ထွန်းဖို့ရန်ဒီ၄ခုမျိုးနဲ့လုံလောက်တယ်။ဒီထက်ရော့စရာလည်းမရှိဘူး၊တိုးစရာလည်းမရှိဘူး။ဝိနေယဆိုတာဆုံးမလို့ရတဲ့ပုံကိုခေါ်တာ။သွန်သင် ဆုံးမလို့ရနိုင်တဲ့အနေအထားရှိတဲ့ပုံကိုဝိနေယလို့ခေါ်တယ်။တကယ်ကို ဆုံးမထိုက်တဲ့ပုံကိုကိုဆုံးမရမယ့်ပုံကိုဝိနိတ္တဘ ဆုံးမသွန်သင်ရမယ့်ပုံကိုကောင်းတဲ့ဘက်ကိုဆောင်ကျင်းသွားရမယ့်ပုံကိုပြုပြင်ပေးရမယ့်ပုံကိုကိုဝေနေရလို့ခေါ်တာမြတ်စွာဘုရားကဆုံးမသွန်သင်မပေးဘူးဆိုရင်ဒီပုံကိုတွေဟာယဉ်ကျေးလာမှာမဟုတ်ဘူးအသိဉာဏ်တွေရလာမှာမဟုတ်ဘူးဒါကြောင့်မို့အသိဉာဏ်တွေရလာအောင်ဆုံးမသွန်သင်တိုက်တဲ့ပုံကိုတွေကိုဝေနေရလို့ခေါ်တာအဲ့ဒီဝေနေရတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်ဖို့အတွက်သတိပဋ္ဌာန်တရား၄ပါးကိုဟောတယ်တဲ့ဇယိုင်းတဲ့ပုံကို2မျိုးဒါပြဝိနည်းပုဂ္ဂိုလ်တွေရဲ့အကျိုးစီးပွားအတွက်လုံလောက်တယ်ဆိုရင်ဝိနည်းတတ္တဝါကဘယ်နှမျိုးရှိသလဲ ဝိနည်းတရဝါကဝိနည်းတရဝါကို1တဏ္ဍာစရိတလိုချင်မှုအကျင့်ပါနေတဲ့ပုဂ္ဂိုလ်2ဒိဋ္ဌိစရိတအတွေ့အမြင်အကျင့်ပါနေတဲ့ပုဂ္ဂိုလ်တဏ္ဍာစရိတဆိုတာတဏ္ဍာသည်ဖြစ်စေအပ်သောအကျင့်စရိုက်ရှိသူတွေ့တာမှုအာယုန်တွေနောက်လိုက်နေတဲ့ပုဂ္ဂိုလ်တွေ့တာမှုတက်ခံရှိသူကိုတဏ္ဍာစရိတပုဂ္ဂိုလ်လို့ခေါ်တယ်ဒိဋ္ဌိစရိတဆိုတာအမြင်မှားမှုသည် ဖြစ်စေတတ်သောအကျင့်စရိုက်ရှိသူ အမြင်မှားမှုအတွင်းတက်ခံရှိသူဒိဋ္ဌိအစ္ဆာတရားရှိသူကိုခေါ်သည်ဇယိုက်နှင့်သတိပ္ပံတရားအဲ့ဒီပုဂ္ဂိုလ်နှမျိုးကိုနှမျိုးထက်ခွဲလိုက်တယ်တဏှာစရိတတဏှာဇယိုက်ရှိတဲ့ပုဂ္ဂိုလ်မှလည်းပဲပြင်းထန်သူရှိတယ်မပြင်းထန်သူနှမျိုးရှိတဏှာဇယိုက်မပြင်းထန်သူတွေအတွက်တဏှာဇယိုက်ပြုတ်အောင်ကာယ ानु ပတ္တနာသတိပ္ပံဟောတယ် ကာယ ानु ပတနာသတိပဋ္ဌာန်သူ့အတွက်အကောင်းဆုံးပဲအကောင်းဆုံးစီးပဲလောကမှာတွေ့တာတယ်ဆိုတာ body ပေါ်မှာတွေ့တာတာကများတယ်လူမြင်လှလိုက်တာလို့ဆွဲလန်းကြတယ်ဒါကြောင့်မို့အဲ့ဒီကာယပေါ်တွေ့တာမှုမှထွက်ပေါက်ပြီးတဲ့အနေနဲ့ကာယ ानु ပတနာကိုခေါ်တာအဲ့ဒီတဏှာစရိတပုဂ္ဂိုလ်ဟာအတိညာနဲ့ကာယကိုရှုနိုင်ပြီဆိုရင်တဏှာကိုယောပါးစေနိုင်တယ်တဏှာစရိုက်ပြင်းထန်သူအတွက်ဝေဒနာ ानु ပတနာကိုခေါ်တယ် ခံစားချက်ဝေဒနာကို ရှုမှတ်ခြင်းဖြင့်တမတဏမထပ်ပတ်ကိုရနိုင်တယ်။ကာယ ानु ပဒနာနဲ့ဝေဒနာ ानु ပဒနာကိုတဏဇေယျရှိတဲ့ပုဂ္ဂိုလ်အတွက်ဟောတယ်လို့မှတ်ရမယ်။နောက်ဒိဋ္ဌိစရိတ္တဒိဋ္ဌိဇေယျရှိသူကိုပြင်းထန်သူမပြင်းထန်သူဆိုပြီးတော့နှစ်မျိုးခွဲတယ်။ဒိဋ္ဌိဇေယျမပြင်းထန်သူအတွက်စိတ်တ ानु ပဒနာကိုဟောတယ်။16မျိုးခွဲထားတဲ့စိတ်တ ानु ပဒနာကိုကျင့်မယ်ဆိုရင်သူ့ရဲ့ဒိဋ္ဌိဇေယျဟာပျောက်ကင်းသွားနိုင်တယ်။ဒိဋ္ဌိဇေယျပြင်းထန်သူအတွက်ဓမ္မ ानु ပဒနာကိုဟောတယ်။ ။ဆွဲလန်းစရာတစ်ခုမှမရှိအောင်ဓမ္မသဘာဝတွေကိုရှုမြင်နိုင်ပြီဆိုလို့ရှိရင်ဒိဋ္ဌိစရိုက်ပြင်းထန်သူကိုစင်ကြယ်စေနိုင်တယ်။သတိပဋ္ဌာန်၄မျိုးဟောလိုက်တာနဲ့ပဲတဏှာစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းလုံလောက်သွားပြီ။ဒိဋ္ဌိစရိုက်ရှိတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းပဲလုံလောက်သွားပြီ။ဒါကြောင့်မြတ်စွာဘုရားက၄မျိုးပဲဟောတယ်လို့ဒီလိုပြောတာ။ယာနိကနဲ့သတိပဋ္ဌာန်နောက်တစ်ခုကိုပြောဦးမယ်ဆိုလို့ရှိရင်တချို့ကသမထကျင့်စဉ်နဲ့သွားကြတယ်တချို့ကဝိပဿနာကျင့်စဉ်နဲ့သွားကြတယ် တမထယာနိကတမထကိုယင်ဖြစ်အသုံးပြုခြင်းနဲ့ဝိပဿနာယာနိကဝိပဿနာကိုယင်ဖြစ်အသုံးပြုခြင်းနဲ့သူတို့နှစ်ဦးဟာအိုင်ဒီယာချင်းမတူဘူးပေါ့အဲ့ဒီအိုင်ဒီယာချင်းမတူတဲ့ပုံကိုယ်တွေကတမထယာနိကပုံကိုယ်နဲ့ဝိပဿနာယာနိကပုံကိုယ်တမထယာနိကပုံကိုယ်မှာလည်းထက်မြက်တဲ့ပုံကိုယ်ရှိတယ်မထက်မြက်တဲ့ပုံကိုယ်ရှိတယ်ဝိပဿနာယာနိကပုံကိုယ်မှာလည်းပဲထက်မြက်တဲ့ပုံကိုယ်ရှိတယ်မထက်မြက်တဲ့ပုံကိုယ်ရှိတယ်လို့ပုံကိုယ်နှစ်မျိုးစီထက်ခွဲတယ်ဒီတော့၄ဦးဖြစ်သွားတယ်တမထကျင့်စဉ်နဲ့သွားကျင်တဲ့ပုံကိုယ်က မထက်မြက်တဲ့ပုံကိုဖြစ်လို့ရှိရင်ကာယ ानु ပတ္တနာသတိပဋ္ဌာန်နဲ့တွားရမယ်။ထက်မြက်တဲ့ပုံကိုဖြစ်ရင်ဝေဒနာ ानु ပတ္တနာနဲ့တွားရမယ်။နောက်တစ်ခါဝိပဿနာယာနိကမှာလည်းမထက်မြက်တဲ့ပုံကိုရှိတယ်။ထက်မြက်တဲ့ပုံကိုရှိတယ်။မထက်မြက်တဲ့ပုံကစိတ်တ ानु ပတ္တနာနဲ့တွားရမယ်။ထက်မြက်တဲ့ပုံကကြတော့ဓမ္မ ानु ပတ္တနာနဲ့တွား။ဒီလိုအဋ္ဌကထာဆရာက ရှင်းလင်းဖော်ပြထားတယ်။ဒါကဝိနည်းယဟိတအတွက် မြတ်စွာဘုရားက၄မျိုးပဲခွဲပြီးဟောတယ်ဆိုတဲ့အကြောင်းပြချက်ကိုရှင်းပြတာဖြစ်တယ်။ဝိပ္ပလာသနဲ့သတိပဋ္ဌာန်နောက်တနည်းပြောတာကတော့လူတွေရဲ့စိတ်ထဲမှာမှားမှားယွင်းယွင်းယူဆပြီးတော့အသိစိတ်ထဲမှာအထင်မှားအမြင်မှားတွေဆိုတာရှိတယ်။ဝိပ္ပလာသဆိုတာဖောက်ပေါက်ပြန်ပြန်ဖြစ်လာတာ။မျက်စိထဲစိတ်ထဲအမြင်တွေကဖောက်ပြန်လာတယ်ပုံမှန်မဟုတ်တော့တာမှားမှားယွင်းယွင်းနေမြင်လာတဲ့အနေအထားမျိုးအဲ့ဒါကိုဝိပ္ပလာသလို့ခေါ်တယ်။ဝိပ္ပလာသက၄မျိုးရှိတယ်။မလှတာကိုလှတယ်လို့ထင်လာတာ ဒါမှားယွင်းတဲ့အမြင်တစ်ခုပဲတကယ်ကမလှဘူးလှတယ်လို့သူ့စိတ်ထဲမှာထင်လာတယ်။မှားယွင်းတဲ့အထင်တစ်ခုအတုပေသူ့ဘဝိပန္နာတဆင်းရဲတာကိုချမ်းသာတယ်လို့မှားယွင်းပြီးထင်မြင်လာတယ်။ဒုက္ခေဒုက္ခဝိပန္နာတမမြဲတာကို မြဲတယ်လို့ထင်လာတယ်။ထင်လာလို့ရှိရင်အနေစေနေဆဝိပန္နာတကိုမပိုင်နဲ့ကို့အလိုတိုင်းမဖြစ်တဲ့အရာတစ်ခုကိုကို့အလိုတိုင်းဖြစ်တယ်လို့မှားယွင်းစွာထင်လာတာ။ အနတ္တနိအတ္တဝိပန္လာတလို့ဝိပန္လာတ၄မျိုးရှိတယ်။ဒီဝိပန္လာတ၄မျိုးကိုဒီဝိပန္လာတ၄မျိုးကိုဖယ်ရှားဖို့ရာအတွက်လည်းပဲဒိဋ္ဌိပဋ္ဌာန်၄မျိုးဟောတာဖြစ်တယ်။တန်တရားမှာမှားယွင်းလာတဲ့ဝိပန္လာတတွေကိုမဖြေပဲကိလေသာတွေကိုဖယ်ရှားပြီးနိဗ္ဗာန်ကိုသွားဖို့ဆိုတာမဖြစ်နိုင်ဘူး။မဉဏ်ရဖို့ရာဆိုတာမဖြစ်နိုင်ဘူး။မဖြစ်နိုင်သည့်အတွက်ကြောင့်ဖြည့်ဆည်းပြီးတဲ့အနေနဲ့ဒိဋ္ဌိပဋ္ဌာန်၄ပါဟောတာ။၁ကာယ ानु ပဒနာကိုရှုခြင်းအဖြစ်အတုပဆိုတဲ့သဘောဟာထင်ရှားပေါ်လွင်လာတယ်။ ထင်ရှားပေါ်လွင်လာသည့်အတွက်ကြောင့်သူဘဝိပန္နတာကိုဖယ်ရှားပြတ်နိုင်တယ်။မှားယွင်းနေတဲ့အမြင်ကြီးတစ်ခုဟာပျောက်ကင်းသွားတယ်။ဝေဒနာနုပဒနာကိုရှုခြင်းအပြင်ချမ်းသာတယ်လို့ထင်လာတဲ့အခါဒုက္ခတောင်မှပဲမြတ်စွာဘုရားကဒုက္ခလို့ရှုရမယ်လို့ဟောထားတာ။အဲ့ဒီဒုက္ခဆိုတဲ့လူတွေအများစုယူဆနေတာဟာဒုက္ခမဟုတ်ဘူးဆိုတာကိုထင်ထင်ရှားရှားသိတယ်။နောက်တစ်ခုကစိတ်ကိုမြဲတယ်လို့ထင်တယ်။မွေးကလေးကဒီစိတ်ပဲငါဒီစိတ်ပဲမြဲတယ်လို့ထင်တာကိုသေသွားတော့လဲ။ ရုပ်ခန္ဓာကြီးကသာတင်းကြိုင်ကိုပို့လိုက်ရတာစိတ်ကတော့မြင်းနေတယ်လို့ဒီလိုယူဆကြတယ်။အဲ့ဒီစိတ်ကလည်းမမြဲဘူးဆိုတဲ့ဟာကိုထင်ရှားစေလို၍စိတ်ဓာတ်နုပတ္တနာကိုဆိုတာကိုဟောတာ။တခါသဘာဝတရားတွေဟာကိုယ်စိတ်ကူးတာတွေကိုယ်ဖြစ်ချင်တဲ့အတိုင်းအကုန်ဖြစ်တယ်။ဝတ္တဝတ္တနာကိုယ်အလိုကြအကုန်ဖြစ်နိုင်တယ်ဆိုတဲ့အယူဆတည့်ရမှားယွင်းနေတာကို ပယ်ဖြတ်ဖို့ရာအတွက်သူ့သဘောဝါတိုင်းသူ ဖြစ်တယ်ဆိုတာတွေထင်ရှားလာအောင်ဓမ္မနုပဒနာကမ္မထံကိုပြည်တယ်အဲ့ဒီလိုသတိပဋ္ဌာန်တရား၄ပါးကိုရှုခြင်းဖြင့်ဝိပ္ပန္နတာ၄မျိုးကိုဖယ်ရှားပြီးသားဖြစ်တယ်လို့ဆိုလိုတယ်ဝိပ္ပန္နတာကအားလုံး၁၂ပါးရှိတယ်ဒီအဓိကအချက်၄မျိုးကိုပဲစိတ်ဖြင့်အတိမှားခြင်းအမှန်မှားခြင်းအယူမှားခြင်းဆိုရက်ဒီမှားခြင်း၃မျိုး ਨੇ မြောက်တဲ့အခါ၁၂ခုဖြစ်လာတာပဲ။ အတိမှားခြင်းအမှတ်မှားခြင်းအယူမှားခြင်းသူဘဒုက္ခနေဆအတ္တသူဘဝိပန္နလာတဒုက္ခဝိပန္နလာတနေဆဝိပန္နလာတအတ္တဝိပန္နလာတအဲ့ဒီလေးမျိုးကိုပညာစိတ်တဒိဋ္ဌိသုံးမျိုး ਨੇ မြှောက်လိုက်တဲ့အခါဝိပန္နလာတ12ပါးဖြစ်တယ်အဲ့ဒီ12ပါးဟာသောတာပန်ဖြစ်ရင်တောင်ကျန်နေသေးတယ်ယဟန္တာဖြစ်မှ12ပါးလုံးပယ်တယ်အဲ့ဒီတော့သောတာပန်မှာ မလှတာကိုလှတယ်လို့ထင်နေသေးတယ်မချမ်းသာတာကိုချမ်းသာတယ်လို့ထင်နေသေးတယ်တင်ညာဝိပန်လာတစိတ်တဝိပန်လာတအချို့မပြောင်းသေးဘူးဒိဋ္ဌိဆိုင်ရာဝိပန်လာတတွေတော့အကုန်ပျောက်သွားတယ်ပေါ့အဲ့ဒီလိုတွေရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသတိပဋ္ဌာန်တရား၄ပါးဟောတာလုံလောက်တယ်တဲ့အဲ့ဒီ၄မျိုးနဲ့တည်းမဲ့လုံလောက်တယ်ဒါကြောင့်မို့ဒီသတိပဋ္ဌာန်ကျင့်စေဟာတကယ်ကိုဘောဓိပက္ခိယမဉ္ဉဏ်ထီအောင်ဥတည်ပြီးတော့ပို့ဆောင်နိုင်တဲ့တရားဖြစ်တယ်ဆိုတာကို ်မြတ်စွာဘုရားဟောကြားတော်မူခြင်းဖြစ်ပါတယ်။သူ့ရဲ့အကျယ်ကိုသိကြရင်တော့မဟာသတိပဋ္ဌာန်အတုပ်အနှစ်ချုပ်ကိုကြည့်ပြီးတော့နိဂုံဒါကြောင့်သတိပဋ္ဌာန်ဆိုတဲ့အဓိပ္ပာယ်ရဲ့သတိပဋ္ဌာန်ကိုဘာကြောင့်မြတ်စွာဘုရားလင်းမျိုးတဲ့ဟောရတယ်လဲဆိုတဲ့အဓိပ္ပာယ်ရဲ့ဒီနှစ်ခုကိုရှင်းလင်းဟောကြားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်တရားချိန်ခင်တော်စဉ်ပြိဿအပေါင်းတို့သည်ဒီကနေ့သတိရဲ့ဆွမ်းဆောင်နိုင်မှုနဲ့ပတ်သက်ပြီးတော့မှတ်သားနိုင်ယူကြရသဖြင့်တန်တမ်းမှာဒုတန်တမ်းမှာသတိဟာအာယုံ၄မျိုးနဲ့ကပ်ပြီးတော့ တည်ရှိအောင်ဒုရတွေကျင့်ဆောင်ကြိုးကုတ်အားထုတ်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီသဘောကြပြီးကျင့်ကြံကြိုးကုတ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း